မင်္ဂလာပါအခုရက်ပိုင်းမှာဒီအမေရိကသွားကြောင်းကြောင်းသားတွေအခုလက်ရှိမှာ schedule အတိတ်နောက်ထပ်မရှိဘူး schedule အဟောင်းတွေအတွက်ကတော့ interview ဖြည့်ဖို့ရှိတယ်ဒီစားပတ်သက်ပြီးတော့ konnichiwa မင်္ဂလာပါခင်ဗျ thank you for your answer တဲ့ဖြည့်ပေးတာကျေးဇူးတင်တယ်ခင်ဗျာကမလေးပြောနေတာနော် uh your visa has been approved ခင်ဗျာကျွန်တော် approve လုပ်လိုက်ပြီး visa ပေးလိုက်ပြီပေါ့နော် all right good luck with your study နောက်လာမယ့် study အတွက်ခင်ဗျာကံကောင်းပါစေဆိုပြီးတော့စမောကတောင်းပေးလိုက်တာအမေးအများဆုံး question တချို့ကို ကြည့်ပြရစီဒီတော့ how do you plan to fund your education in the US the how do you plan ဘလို့စီမံထားလဲတဲ့ to fund your education in the US ဘာတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ sponsor ဘယ်သူရှိလဲအဲကိုယ်မှာလုံလောက်တဲ့ financial support ပေါ့ငွေကြေးဆိုင်ရာအထောက်ပံ့ကိုယ်မှာ အာ enough ရလားဆိုရဲအမေကမျိုးဖြစ်ပါတယ်အဲခါကြလို့ရှိရင်တော့ fund တို့အာကနော် your sponsor တို့မိတဲ့ခါမျိုးကြလို့ရှိရင်တော့ကိုဒီ အဖြေလေးအားတကြချိုကြည့်အောင်ပြ I have secured a Pulitzer scholarship တဲ့ I have secured ဆိုတော့ကျွန်တော် secure ဆိုတော့ security ကလုံခြုံရေးရှိတာအာ I have secured ဆိုတော့ကျွန်တော်အသေးချာလုပ်ပြီးပါပြီတဲ့အရရှိပြီးပါပြီ I have secured လို့ပြန် I have secured a Pulitzer scholarship ဆိုတာကအာ scholarship ရထားပြီးသွားပြီ from MTXU ပေါ့ university ရရထားပြီးတော့ပြီ and uh, my parents are supporting ဒီတူတွေက are supporting ထောက်ပံ့နေပါတယ်ပေါ့ MSING me financially ဆိုငွေကြေးရပေါ့နော်ငွေကြေးရထောက်ပံ့ထားတယ်ဆိုတော့ဒီနေရာမှာအဲ့လိုပြောထားရှိတယ် financially okay advantage တောင်းတာ so they have sufficient funds ဆိုတာက through မိသားစုကျွန်တော်မိဘတစ်ပါးမှာ sufficient အလုံးလောက်တဲ့ funds ဆိုတာသူတို့မှာထောက်ပံ့ငွေရှိပါတယ် saved uh, which are saved လို့လေးပဲ which နဲ့ are နဲ့ကို relative ကိုဖြုတ်ထားတာစုဆောင်းထားတယ် to cover my tuition fees ပေါ့ကျောင်းထဲကမှာ tuition fees တွေပေးရတယ်အဲ့ခါကျတော့ to cover ဆိုတော့ကျွန်တော် tuition fees ကိုအတုံးစီကိုကာမိအောင်ဆိုတော့ cover cover ဖုန်းနာလေးအဲ့မှာကာမိတာပေါ့နော်အကာမိစေဖို့ဆိုတဲ့အခါကျတော့ your living expenses ဆိုတော့အတုံးစီနေထိုင်မှုအတုံးစီ living expenses အဲ့ဒီတွေ့လဲပါဝင်တယ် and health insurance ဆိုတော့ ကျမရေးဆိုင်ရာအာမခံချက်အပါဝင်ပေါ့ခုနပြောရတဲ့မှာပါတယ် and uh, during my studies တဲ့ခုနပြောကျွန်တော် studies လုပ်နေတဲ့အချိန်ကာလတွေမှာပညာရေး၄နှစ်ဆိုတော့၄နှစ်တင်တဲ့ကာလမှာကျွန်တော်တက်ဘာပူဇာမရှိလို့ဘူးခင်ဗျာကျွန်တော်ဗီဇာပေးဆိုတဲ့သဘောပြောတာ I also have a level financial documents တွေရှိပါတယ်ခုနကျွန်တော်ပြောတဲ့ငွေကြေးဆိုင်ရာ fine financial တန်ထွဲ financial documents အထောက်အထားများငွေငွေကြေးဆိုင်ရာအထောက်အထားတွေလည်းရှိပါတယ် I'm um, ready, which are ready. Well, Emma, which net are go If you would like to.